မော်ချီတပ်တို့တွင်ကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အလုံသမားခုနှစ်ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်လို့သိရပါတယ်။ကရနီပြည်မော်ချီမြို့ရှိမော်ရှိတပ်တို့တွင်ကို မနေ့စွန်လ25ရက်မနက်ပိုင်းမှာစစ်ကောင်စီကလေကြောင်းကနေအကြောင်းမဲ့ပုံကျဲတိုက်ခိုက်ခဲ့တာပါ။ပုံကျဲတိုက်ခိုက်မှုကြောင့်ဒေသခံအလုံသမားခုနှစ်ဦးသေဆုံးခဲ့ရပြီးအများအပြားဒဏ်ရာရရှိခဲ့တဲ့အပြင် ခဲချင်းတွေအတွင်းပိတ်မိနေသူတွေပါကဲထုတ်ခဲ့ရတယ်လို့ဒေသခံတွေရဲ့ပြပြချက်အရသိရပါတယ်။မော်ချီတပ်တူတွင်ရှိ ခဲတူဖို့ရခဲချင်းနေရာကိုစစ်ကောင်စီကဘုံကျဲချခဲ့တာကြောင့်ခဲလူချင်းတွင်အဝပိတ်သွားခဲ့တဲ့အပြင်အနီးဝန်းကျင်ရှိနေအိမ်တွေပါပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ဒေသခံအမျိုးသမီးတအူးက လေရင်ဝဲတာကနှစ်ခါနေနေလေးဝဲချိန်မှာကျဲသွားတာအကောင်လုံးကသူတို့ဘုံကျင်းတို့အိမ်အောင်ထက်မှာတို့နေနေကြတာ။ ခနာကိုရစရာမရှိအောင်ပြတ်သွားပြီးတေဆုံးသွားရတွေပါပါတယ်လို့ CJ platform ကိုပြောပါတယ်။တေဆုံးသူတွေဟာအလုသမားတွေဖြစ်ကြပြီးအဲ့ဒီထဲ15နှစ်ရွယ်အမျိုးသားတဦးပါပါဝင်တယ်လို့သူမကဆက်ပြောပါတယ်။စစ်ကောင်စီရဲ့ဘုံနဲ့ကြောင့်အလုချင်းအဝပြိုကြကပိတ်မိနေသူတွေကတော့ဒီကနေ့မှအလုံးအသက်ရှင်လျက်ကဲထုတ်နိုင်ခဲ့ပြီလို့သိရပါတယ်။ကျင်းပေါက်မှာဘုံကကြတော့မြေတွေနဲ့အပေါက်ကိုပိတ်မိတာ ကျင်းထဲမှာပိတ်မိသူတွေအောက်ဆီဂျင်ပြတ်မှဆိုရင်တော့အမြင့်ဆုံးပြန်ကဲထုတ်ရတယ်လို့ကေဆေးကြီးဆောင်ရွက်သူတဦးကပြောပါတယ်။သေဆုံးသူ9ဦးအနက်9ဦးမှနေရာမှာတင်သေဆုံးခဲ့ရပြီးကျန်တဲ့ဦးမှာတော့လမ်းတွေပိတ်ထားတာကြောင့်တောလာမှုခက်ခဲ့ပြီးစေကူတော်ဘုပို့ဆောင်စင်မှာသေဆုံးခဲ့ရတာဖြစ်တယ်လို့ဒေသခံတဦးကပြောပါတယ်။စစ်ကောင်စီနဲ့တောလာရေးတပ်ဖွဲ့ဝင်တွေဟာ ဖားဆောင်မြို့နယ်မှာတိုက်ပွဲတွေဖြစ်ပွားနေပေမဲ့တိုက်ပွဲမရှိတဲ့မော်ချီကိုအကြောင်းမဲ့ဘုံလာကျဲတာဖြစ်ပြီးတိုက်ပွဲကြောင့်လက်နှွေပိတ်ထားတယ်လို့ဒေသခံတွေကဆိုပါတယ်။လက်ရှိမော်ချီကအလုတ်ကျင်းတွေမှာတော့အလုတ်တွေရနာထားပြီးလေရင်ဝဲတော့မျိုးတော့မရှိသေးဘူးလို့ဒေသခံတွေရဲ့ပြပြချက်အရသိရပါတယ်ရှင်။အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရဲ့ရှေ့ရဲ့တင်နိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။ သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။